ားလုံးပဲမင်္ဂလာပါအသက်50ကျော်ပြီပမ်လန်မူအိယာထပြီဆိုမနေ့အိယာထပြီဆိုရင်ပမ်လန်နဲ့သူတွေကဘေးထွက်ဆိုကြိုးရှိသလားဆိုတဲ့အကြောင်းလေးကိုလာပြီးတော့ရှင်းပြပေးတာပါဒီအသက်ရွယ်တွေရောက်အောင်နေထိုင်နိုင်သူတိုင်းမှာအသက်50ကျော်လေးပေါ့နော်အဲ့အသက်50ကျော်နေပြီဆိုရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်နော် စောင်းအောင်ကြည့်ပြီးသွားပြီဆိုရင်လေကိုကဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကို့အတွက်အကျိုးရှိတယ်ဆိုရင် comment မှာတခုခုလေးမန်းနေဖို့เนาะ like and share လေးလုပ်ပေးဖို့ဖိတ်ခေါ်ပါတယ်เนาะအမျိုးသားတွေမှာထွက်တဲ့အမျိုးသားဟော်မုန်းဖြစ်တဲ့ testosterone ဟာเนาะအာတဖြည်းဖြည်းရောကြလာမှာဖြစ်ပါတယ်အသက်30ကျော်ပြီဆိုရင်လည်းကျမတို့ကအမျိုးသားပဲဖြစ်စီအမျိုးသမီးပဲဖြစ်စီဟော်မုန်းတွေကရောကြပါတယ် ဲ့လိုတွေရောကြလာတာနဲ့အမြအသက်20ကျော်မှကိုကအဲ့လိုတွေရောကြလာပြီးဆိုရင်အသက်20ကျော်လောက်ကလေးကကျမကြီးလိုက်စားခဲ့တဲ့သူလားကိုကိုကိုပေါ့နော်ဟိုစိတ်လေးကွန်းညာအရက်ပီယာပေါ့နော်ကွန်းညာအရက်ပေါ့နော်အဲ့လိုဒီကင်းတဲ့လူကအဲ့လိုစင်ကျင်ခဲ့တယ်ဆိုရင်တော့အဲ့လိုယောဂတွေမဖြစ်အဲယောဂတွေမဖြစ်ခဲ့တဲ့ပေါ့နော်ဒါပေမဲ့အဲဟိုငငယ်ကလေးကဒီလိုတွေပြုတ်မှုခဲ့တဲ့လူတွေဆိုရင်တော့ အမျိုးသားဟော်မုန်းအားနည်းပြီးတော့ဘယ်လိုတွေခံစားရလဲဆိုတာကိုပြပြချင်တာပါနော်အရင်ကလုတ်ခဲ့တာတွေကခုအသက်ကြီးလာတဲ့အခါမှာတကယ်ကိုဆိုးကျိုးလေးတွေကိုခံစားရမှာဖြစ်ပါတယ်เนาะပြန်ပြန်ကောင်းဖို့လုပ်လို့မရဘူးလားဆိုရင်လုပ်လို့ရပါတယ်အမျိုးသားတွေရေเนาะအဲ့လိုမျိုးလေးတွေဆိုရင်ဒါပေမဲ့ဒီလိုအချိန်မှာအာ လူတွေကအဲ့လိုမျိုးတွေပေါ့เนาะအရက်သေးစားတောက်စားတယ်စိတ်လေးတွေတောက်တယ်เนาะဘီယာတောက်တယ်တချို့ကြာဆင်ခြင်ရှိသေးရဲ့เนาะ ကျွန်တော်တို့အရက်တော့မတောက်ဘူးဘီယာတော့တောက်တယ်ဆိုတဲ့လူတွေကလည်းဘီယာဆိုတာလည်းများသွားရင်အရက်လိုပဲအကူဟောပါဝင်မှုများသွားပါတယ်နော်အဲအကြောင်းမလို့မထူးပါဘူးနော်အဲအကြောင်းမလို့အဲ့လိုတွေမစင်ကျင်တဲ့လူတွေကဘာတွေဖြစ်လာနိုင်လဲဆိုတော့စီကျူယောဂတွေရှိလာနိုင်တယ်သွေးသွိုးတွေနော်နှလုံးတွေဖြစ်လာနိုင်တယ်အဲ့လိုမျိုးပြီးတော့ကြောက်ကတ်တွေစီကျိတ်ယောဂတွေဖြစ်လာနိုင်ပါတယ် သွေးကြောကျင်းတဲ့ယောဂနဲ့ခေါင်းအောက်ပိုင်းယောဂတွေကိုတကယ်ကိုဖြစ်လာနိုင်ပါတယ်ခေါင်းအောက်ပိုင်းယောဂဆိုတာအမျိုးသားအင်္ဂါနဲ့ပတ်သက်တဲ့ယောဂတွေပေါ့နော်အဲ့လိုတွေဖြစ်လာနိုင်ပါတယ်အဲ့လိုတွေဖြစ်လာပြီဆိုရင်ကိုကဟိုမနေကုသရမှာပေါ့နော်အဲ့လိုတွေကုသရဖို့ကုသရမှာဖြစ်တဲ့အတွက်အဲ့လိုမျိုးတွေဖြစ်လာတယ်ဆိုရင်သေးသေးချာချာလုပ်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဒီဟော်မုန်းကျဆင်းတဲ့အခါမှာအမျိုးသားတွေကပမ်မလန်မှုဖြစ်လာတယ်အဲအဲ့လိုမျိုးတွေဖြစ်လာတယ် ဖြစ်မလာအောင်လို့ကိုကကြိုတင်ကာကွယ်ရပါမယ်နော်ဘလို့ဘလို့လေးကာကွယ်မလဲဆိုတော့ကိုကကိုလေ့ကျင့်ခန်းတွေလုပ်မယ်အဲဟော်မုန်းအားဖြင့်ဓာတ်စာတွေစားမယ်အဲ့လိုလေးတွေကိုပြုလုပ်ပေးရမှာဖြစ်ပါ